ယုံမလားတော့မသိဘူးဒီလောက်ဆိုခင်ဆိုင်ကြီးရဲ့ foldable phone တစ်လုံးရဲ့ weight က iPhone 16 Pro Max ရဲ့၄ချိန်လောက်ပဲရှိတယ်ပြီးတော့အထူးကလည်း phone တစ်လုံးတက်တာပဲဒါက Apple ရဲ့လက်ရအမြောက်ဆုံး phone 5 and 5 smartphone နဲ့ foldable phone တွေကြားမှာရှိတဲ့ gap ကတဖြည်းဖြည်းကျင်းလာလို့ပြောရအခုဒီ5 and 5မှာဆိုရင်တို့က၈လက်မကျော် display ပါလို့ပေါ့နော် weight တွေ thickness တွေကိုအရန်ကြီးပေးဆက်လိုက်ရတာမျိုးမရှိတော့ဘူးအောက်ထားအချိန်မှာတော့ဒီကောင်ရဲ့ thickness က8.93 mm ဆိုတော့ခင်ဗျားတို့စဉ်းစားလာကြည့် တာမန်ဖုန်းကလုံးရဲ့အထူးတက်တာပဲရှိရယ်ဖြန်ထားတယ်လို့ပပလီနဲ့ကာမိုက်ချက်ပေါ့နော်ပြီးတော့ weight ကလည်း129ဂရမ်ဆိုတော့ iPhone 16 Pro Max နဲ့တိတ်တောင်မကွာတော့ကျော်သီးတော့ဆိုရင်5 and 5ကလက်ရှိမှာအပားဆုံးအတွင်းခေါက် foldable ဖြစ်မယ်တဲ့သူရဲ့ပါမယ် Honor Magic V5 တို့ကျော် Galaxy Z Fold 7တို့ကတော့ဒီမကြခင်ရက်ပိုင်းတွေမှာလာဖို့ရှိတယ်။ဘယ်ပိုင်းတွေပါဒီလောက်ပါတာကဒီမှာတော်တော်မိုက်နေပြီပေါ့နော်။ဒါတချို့ဆိုထုတ်တော်မထုတ်နိုင်ကြသေးဘူး။ ဒီ file file ကပေါ်တာပါတာပြောနော်သူက chris ကလည်း visual ဘိုင်းကိုဒုက္ခမပေးတာသဘောကျောက်ပေါ့သုံးရက်အချိန်မှာခေါင်ရွေးရရှိလို့ရှိမှန်းတော့မသိတာဘူးနောက်တစ်သဘောကျောက်ကောင်းတာဒီကောင်မှသုံးပေးထားတဲ့ color of 15မှာ screen size ကြီးကြီးပေါ်မှာသုံးရတဲ့ multitasking experience ပြီးတော့ color of 15ရဲ့ animation လေးတွေက visual ဘိုင်းရရောသုံးရတဲ့ user experience အရာပါတော်တော် smooth ဖြစ်တယ်လို့ခံစားရတယ်မြန်မာများပြီးချစ်ချမ်းဝင်စုလိုပဲပေါ့နော်အခုလည်း color of 15ကိုကျော်လဲသုံးပါများပြီးတော့ချစ်ချမ်းဝင်လာကျွန်တော်တော့တော်စီမှာဟုတ်ကဲ့ ဒီလောက်ပါပဲ